စုတောင်းရင်မရတော့တရား၅ပါးတခါတုန်းကကောသလမင်းကမန္လိကမိဖုရားဆုံးတော့တင်မတန်းမှာမူဆွေတော်ကဗျာပါဒတွေရောက်နေရတယ်ဒီလိုနဲ့မြတ်စွာဘုရားထံမှာရောက်တဲ့အခါမှာမြတ်စွာဘုရားကမူဆွေတော်ကဗျာပါဒတွေခံစားနေရတဲ့ကောသလမင်းကိုတရားဟောတယ်တခါတော်မင်းကြီးလောကမှာစုတောင်းလို့မရတဲ့တရား၅ပါးရှိတယ်။အိုခြင်းသဘောတရား၊နာခြင်းသဘောတရား၊တည်ခြင်းသဘောတရား၊ကုန်ခန်းခြင်းသဘောတရား၊ပြည့်စည်ခြင်းသဘောတရားဒီသဘောတရား၅ပါးကို ဘလောက်ပဲဆူတောင်းဆူတောင်းတဲ့တကားတော်မင်းကြီးဆူတောင်းလို့မရပါဘူးတဲ့။အိုတတ်တဲ့သဘောတရားကလည်းအိုမှာပဲနာတတ်တဲ့သဘောတရားကလည်းနာမှာပဲ။တေးချင်းသဘောတရားကလည်းတေးမှာပဲ။ဂုံခန်းချင်းသဘောတရားကလည်းဂုံခန်းမှာပဲ။နောက်ဆုံးပျက်စီးချင်းသဘောတရားကလည်းပျက်စီးမှာပဲ။တကားတော်မင်းကြီးဆူတောင်းလို့ဘလောက်ပဲဆူတောင်းဆူတောင်းဆူတောင်းလို့မရဘူးလို့ဒီလိုကောသလကိုမြတ်စွာဘုရားကဟောကြားထားတာလည်းရှိပါတယ်။အခုလည်းဒီဗီဒီယိုကြည့်နေတဲ့ပုဂ္ဂိုလ်ဒီတရား၅ပါးကိုမှတ်သားပြီးတော့မိမိတို့ဘဝမှာ ိုခြင်းငါခြင်းတည်ခြင်းတွေမလာခင်ပေါ့ချိန်တိုင်ဥစဉ်တို့ခန္ဓာကိုယ်ကအိုရမှာပဲချိန်တိုင်ရင် နာရမှာအချိန်တန်တော့လေတေးရမှာဒီအိုနာတိဒုက္ခမလာခင်မှာမိမိတို့ကဘာတွေလုပ်ရမလဲဆိုကာယကံအားဖြင့်ပြုလို့လို့ရတဲ့အချိန်မှာကုသိုလ်ကောင်းကိုများများလုပ်တာကာယကံကုသိုလ်တွေဝစီကံအခုလိုပါဇက်ရှာအားတွေတွေ့နေတဲ့အချိန်မှာများများကောင်းတဲ့စကားတွေပြောတာများများဖျားစာတွေရွတ်တာများများဓမ္မဆက်ကြရွတ်တာများများပဋ္ဌာန်းရွတ်တာ များများပြိယွတ်တာဗဇက်လေးဖြစ်ကမှဓမ္မဆက်ကြယွတ်ချင်လို့လည်းမရဘူးပဋ္ဌာန်းယွတ်ချင်လို့လည်းမရဘူးပေးယွတ်ချင်လို့လည်းမရဘူးကောင်းတဲ့ဇကားတွေပြော့ပေးချင်လို့လည်းမရဘူးခန္ဓာကိုယ်ကြီးလေးဖြစ်ကိုယ်ခန္ဓာကိုယ်ကိုမတည်နိုင်တော့ဘူးခြေတုံချတုံဖြစ်ကမှကာယကံကုစုတွေနဲ့မိဘကိုခြေစိုးလက်နဲ့ပြုတ်ပေးချင်လို့လည်းမရတော့ဘုရားရဲ့ဝေယဝဆာအတန်ဃာတော်ရဲ့အရှင်မြတ်ရဲ့ဝေယဝဆာကိုထပ်လုပ်ပေးချင်လို့လည်းမရတော့ဒီတော့ အဲ့ဒီလိုကိုယ်ကာယနေရာဖြင့်ကြံ့မာတော့အမှုဒုက္ခတွေမလာခင်တော့မိမိတို့နာမှုဒုက္ခတွေမိမိတို့တဏ္ဍာမှာမလာခင်တည်ခြင်းဒုက္ခတွေမိမိတို့တဏ္ဍာမှာမလာခင်မှာကာယကံကုစုတွေလည်းများများရှိထားပါများများလုပ်ထားပါဝစီကံကုစုတွေလည်းများများပြောပါများများရုပ်ပါများများဖတ်ပါမနောကံကုစုတွေလည်းများများတွေးပါများများကြံ့စီပါများများပြုလို့ အထုတ်ပါလို့ဥစဉ်ကတိုက်တွန်းချင်တာဖြစ်ပါတယ်။ဒီနေ့ဥစဉ်တို့တို့ရီဟာအိုနာဒီဒုက္ခတွေနဲ့ရင်မဆိုင်ခြင်းတို့ကိုမရပါဘူးရင်ဆိုင်ရမှာ။အဲဒါလို့ရင်ဆိုင်ရတဲ့အခါမှာကြမ်းမဒီလိုကာယကံကုသိုလ်တွေဝစီကံကုသိုလ်မနောကံကုသိုလ်တွေပြုလို့အထုတ်လို့မရတော့ပါဘူး။နောင်တကနောင်မရတတ်ပါတယ်။အဲဒါလို့နောင်တမရခင်မှာအခုလို့အသိဉာဏ်ရှိတော့မှမိမိတို့ဘဝမှာကုသိုလ်ကောင်းမှုတွေများများကြိုးစားပွားများအထုတ်ပါလို့ဥစဉ်ကတိုက်တွန်းချင်ပါတယ်။ကိုစိနှပြကြမ်းမချမ်းသာပါ ရုပ်လာခြင်းမလာခြင်းရဲ့အကြောင်းတခါတော့ကသောရိယဘုံသားကြီးရင်သာသူ့ဘလူလင်ကမြတ်စွာဘုရားကိုမိလျှောက်ဖူးတယ်အဲသူမိလျှောက်တဲ့ဇာတိကတော့အများကြီးသုရကံမဝိပင်္ဂတုတ်တံမှာပါတယ်အဲ့ဒီထေရမှာမှာသူကဗာလိမိလျှောက်တယ်လဲဆိုတော့တချို့သောပုဂ္ဂိုလ်တွေကတဲ့ဒီအင်မတန်မှချုံမလှပါတယ်အချို့သောပုဂ္ဂိုလ်တွေကတော့မလှမပါဘူးအရှင်သူဘကအကြည့်ရတာမသိမသိဖြစ်တယ်ပေါ့ဟာဘာကြောင့်မလဲဖရာလို့မြတ်စွာဘုရားအဲ့ဒါလိုမိလျှောက်တော့ ်မြတ်စွာဘုရားတခင်ကိုတော်မြတ်ကသူကလှုပ်လင်းတဲ့အချို့သောပုဂ္ဂိုလ်တွေကအမျက်ဒေါသအင်မတန်မှကြီးတယ်သူကအနေငယ်တော့စိတ်ဆိုးစရာလေးပြောလိုက်တာနဲ့ဒေါသကလွယ်လွယ်လေးနဲ့ထွက်တတ်တယ်အဲ့ဒီလိုအမျက်မမှန်တဒေါသကြီးမယ်ဆိုရင်တဲ့တေလင်းလေရဲကြတတ်ပါလေလူပြည်ကိုလူဖြစ်မယ်ဆိုရင်လေတဲ့ရုပ်စုအကြီးတန်းပဲရုပ်စုအကြီးတန်းတဲ့ပုဂ္ဂိုလ်ဖြစ်တတ်ပါလေလို့မြတ်စွာဘုရားကဒီလိုသူ့ပါလူလင်ကိုဟောကြားတယ် နောက်တချို့သောပုဂ္ဂိုလ်ဟာတဲ့သူပါလူလင်တဲ့ဒီဘလောက်ပဲသူ့ကိုအဲဒေါနာထွက်เสียရည်ပြောပြောဒေါသမထွက်ဘူးတဲ့အမျက်မမာနာမရှိဘူးတဲ့အသီးခံတယ်အဲဒီလိုအမျက်မမာနာဒေါသမထွက်ဘူးသီးခံမယ်ဆိုရင်လေတဲ့ဒီလိုနဲ့ခံမှာ납ပြရောက်တတ်ပါလေလူပြေကိုလူဖြစ်မယ်ဆိုရင်လေအဲအရှင်းသူပကာရချုံမလှပါတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်လို့မြတ်စွာဘုရားကဒီလိုသူ့ပါလူလင်ကိုဟောကြားထားတာရှိပါတယ်ဒါကိုပဲရှိတော်မှာဆရာတော်ဘုရားကြီးကရုပ်ရှင်မှလအရှင်းလအကြောင်းကဘယ်သူနည်း ထံပြင်းဒေါသကြည်တကအလှပြက်မိကိုဒေါသကင်းစင်မေတ္တာရှင်ကြည်လင်လှတဲ့ကိုလို့ဒီလိုအဲရေးဆက်ပြီးတော့စုဆုံးမှထားတာလေးရှိပါတယ်နောက်တစ်ခုဟိုတချို့ရုပ်စင်းလူဘကလာလှပခြင်းနဲ့ပုဂ္ဂိုလ်တွေအလူဒါနတွေတောင်အများကြီးပါရုပ်ရုပ်လာခြင်းအကြောင်းတရားတွေအများကြီးရှိတယ်ဒီထဲမှာမှပန်းလူကျိုးပေါ့နော်ဒါလေးကိုဦးစင်းကပြောချင်တာအဲ့တော့ပန်းလူရင်လည်းရုပ်လာပါတယ်ဒါပေမဲ့လည်းဦးစင်းစဉ်းစားတာပေါ့မြတ်စွာဘုရားဟောကြားထားတဲ့ အဲတရားဒေသနာတော့မဟုတ်ဘူးအဲတချို့လူတွေလှတော့လှတယ်ဒါပေမဲ့အတုတွေနဲ့လှနှခေါင်းအတုမျက်လုံးအတုမျက်ခုံးအတုနှခမ်းအတုအတုတွေနဲ့လှတယ်အဲ့ဒါဦးစင်းစားတယ်ပေါ့ဘာကြောင့်ဒီလိုလူတွေအတုတွေနဲ့လှကြရလဲအစ်စ်ကလေးနဲ့လှရင်ပိုကောင်းမှာပဲပိုကြည့်ကောင်းမှာပဲပေါ့နော်ယောဂလည်းကင်းစင်တာပေါ့အဲတခုစင်းစားတာကဘာလေးစင်းစားမိသလဲဆိုတော့တချို့ကဘုရားပန်းလူတွေတရားပွဲတွေမှာလည်းအလိုပန်းနေလူတွေပန်းအတုတွေချထားတာများတယ်ဖျားပန်းလူတွေလည်းအလိုကပန်းအတုတွေများတယ်ပေါ့နော် အဲဒါကြောင့်များလှတော့လှတယ်ဟိုဇဏိတံပါကံဇဏိတိပေါ့နော်လှတော့လှတယ်ဟိုအစ်စ်နဲ့မလှရပဲနဲ့ဒီလိုအမှုတွေတက်ပြီးတော့များလှရသလားဟိုဒါဥစဉ်ရဲ့ဟိုစဉ်းစားတာအယူအဆလေးပေါ့နော်ဖရာဟောမဟုတ်ပါဘူးအဲဒီတော့ပြောချင်တာကရုပ်စင်းရူပကာရလှပါခြင်းနဲ့တင့်တယ်ဆိုရင်ကျင်တယ်ဆိုရင်ဒေါ်လာကိုအဲရှော့ပါဒေါ်လာမထွက်ပါနဲ့ဒီခံပါအဲ့လိုဒီခံမယ်ဆိုရင်တော့ရုပ်စင်းရူပကာရလှမှာပါလို့ဥစဉ်းကနေပြီးတော့ ေဓမ္မဒနာမျှဝေပေးလိုက်တာဖြစ်ပါတယ်ဥပ္ပစေဒနာမုံစစေဒနာအပ္ပရစေဒနာဆိုတဲ့စေဒနာသုံးဌာန်တို့တွင်အပ္ပရစေဒနာအရေးကြီးပုံတခါတော့ငါတာဝုဋ္ဌိပြည်မှာအင်ပဒံမှာစိတ္တေဒနာ ပေါ်ကျွဲဝါတဲ့အာကန္တုကတတိယရှိတယ်ဘလောက်ပဲစိတ္တေဒနာပေါ်ကျွဲဝါပင်ဝါညာတော်လည်းပဲကြံတန်းတဲ့အစအစာကိုစားတယ်ကြံတန်းတဲ့အိယာထိုင်ခင်းပေါ်မှာအိတ်တယ် ကျန်းတန်းတဲ့အဝိပဆိုးကိုဝတ်တယ်။နောက်ဆုံးတည့်ရဲ့မိုးထီးကိုပဲစောင်းတယ်။ဒီလိုနဲ့အဲ့ဒီတတိတနည်းတည်သွားတဲ့အခါမှာတာသမီတွေမရှိတော့သူ့ရဲ့ပိုင်ဆိုင်တဲ့စီတဲ့ဥစ္စာဒနာတွေကိုတိုင်းပြည်ကနေမင်းပန်တာဖြင့်တိန်းတော့အဲ့ဒီတတိပိုင်ဆိုင်တဲ့စီတဲ့ဥစ္စာဒနာတွေကခုနှစ်ရက်တောင်ပဲလင်းနေတိုက်ယူရတယ်။ဒါလောက်စီတဲ့ဥစ္စာဒနာတွေများတယ်။ဒီလိုနဲ့တော့မြတ်စွာဘုရားကြီးကိုမင်းကထူးဆန်းတယ်လीဒီတတိရဲ့အကြောင်းကိုသိကျင်တော့ မင်းကမြတ်စွာဘုရားကိုသွားလျှောက်တယ်မြတ်စွာဘုရားတပည့်တော်တိုင်းပြည်မှာအင်မတန်မှစိစိမ်ဒနာပေါ်ကျော်ရတဲ့တထည်တယောက်ရှိတယ်မနေ့ကမှတပည့်တော်သူ့ရဲ့ပိုင်ဆိုင်တဲ့စိစိမ်ဥဒ္ဒဒနာတွေကိုတာသမီတွေမရှိလို့မင်းမတားအဖြစ်တင်းရတာခုနှစ်ရက်တိုင်တိုင်တောင်တိုက်ယူရတယ်ဒါပေမဲ့လို့အဲ့ဒီတထည်ကြီးကဘာမှမတုံးရမဆားရက်ဘူးဘုရားသူကဘာကြောင့်မှလဲဘုရားလို့မြတ်စွာဘုရားကိုမေးလျှောက်တော့တခါတော့မင်းကြီးအဲ့ဒီတထည်ကြီးကတခါတော့ကဗာရန္တိပြည်မှာ ီပုံနာဤတယောက်ဖြစ်ခဲ့ဖို့တဲ့မင်းခါစားတဲ့ပုံနာအဲ့ဒီပုံနာဘုရားမှာတနေ့တော့အခါမင်းကိုခါစားဖို့သွားတဲ့လမ်းခုလက်မှာပစ္စည်းကဗုဒ္ဓသဘာနဲ့တွေ့တယ်တက္ခရာတိခီလို့ခေါ်တဲ့ပစ္စည်းကဗုဒ္ဓသဘာနဲ့လမ်းမှာတွေ့တော့အရှင်ဘုရားဆွမ်းရခဲ့ပါသလားလို့မေးလျှောက်တော့ပစ္စည်းကဗုဒ္ဓကဆွမ်းရပါလိမ့်မယ်လို့ပြောတော့ဒါဆိုရင်တပိတော်အင်ကိုကြွပါဗျာတပိတော်အင်ကိုကြွတဲ့အခါတပိတော်အင်ကဆွန့်လူပါလိမ့်မယ်ဆိုပြီးတော့ကြေးကျုံကိုတပါတယ်ပိစိကဗုဒ္ဓနဲ့ သူ့အိမ်ကိုသွားပြီးတော့ဆွန်းလူတန်းလိုက်ဖို့ညွန်ကြလိုက်တယ်ပေါ့ဒီလိုနဲ့ပုံသားကြီးကမင်းစီသွားပြီးတော့ခါစားကြေကျုံကလည်းပြည့်စည်ကဗုဒ္ဓပင့်သွားပြီးတော့တထိထိုင်းတဲ့နေရာထိုင်ခင်းကိုပြေးပြီးတော့ကောင်းပင်ညွန့်ပြီးဆိုတဲ့အစားအစာတွေပေးလူလိုက်တယ်ပေးလို့ပြီးတော့ပြည့်စည်ကဗုဒ္ဓကလည်းဆွန်းကံပြန်အကြွတထိကလည်းမင်းကိုခါစားပြီးတော့ပုံသားကြီးကလည်းမင်းကိုခါစားပြီးတော့ပြန်အလာလမ်းမှာပြန်တွေ့တော့အရှင်ဘုရားဆွမ်းရခဲ့ပါသလားတပည့်တော်အင်ကဆွမ်းလှူလိုက်ပါသလားလို့မေးတော့ ပြည့်စကဗုဒ္ဓကရခဲ့ပါတယ်တပည့်တော်ကိုပြသမ်းပါအောင်ခရားလို့တပည့်ကိုဖွင့်ကြည့်တော့တထေကြီးဒီပုံနာကြီးရဲ့စိတ်ထဲမှာအတွေ့လင်းဖြစ်တဲ့ကြီးစမ်းပါအောင်လားဒီလောက်ကောင်းမင်ညွန့်မယ်ဆိုတဲ့အစားအစာတွေကိုငါအိမ်မှာရှိတဲ့ကြီးကျွန်တွေကိုကျွေးလိုက်ရင်တော့ခုံရဲလောက်ကျွေးလို့ရတယ်အဲဒီလိုအပရစီတနာချုပ်ခဲ့တယ်တဲ့မြတ်စွာဘုရားကတရားတော်မင်းကြီးအဲ့ဒီပုံနာကြီးအာဂန္ဓုကတထေကြီးတထေဖြစ်ရတယ်ဆိုတာကလှူခဲ့လို့ ဲ့ဒီစည်းစိမ်ဥစ္စာဒနာတွေကိုမစားရမတော့ရမသုံးရဖြစ်တာက အပရစေဒနာချုပ်တယ်ကဲလို့ဒါကြောင့်သူတဲ့ကမ်းတဲ့နေရာမှာဥပစေဒနာမုံမုံစစေဒနာအပရစေဒနာဆိုတဲ့စေဒနာသုံးနံရှိတဲ့အခါမှာအပရစေဒနာကလည်းအမတန်မှအရေးကြီးပါတယ်။ဒါကြောင့်တချို့ဆရာတော်ဘုရားကြီးတွေက မောင်ပစင်းလေးတို့ဖုံးပေးနိုင်ရဲ့လားအကျမ်းမာရီရောကောင်းရဲ့လား အစားအစာတွေအကုန်လုံးတဲ့ရလားလို့မေးတဲ့အခါမှာအစားအစာတွေအကုန်လုံးတဲ့ပါတယ်ဗျာဘာမှတပြည့်တော့ရှောင်းစရာမလိုပါဘူးလို့ရှောက်တဲ့အခါမှာတချို့ဆရာတော်ဘုရားကြီးကမိန့်နာရှိတယ်အင်မတန်မှကုစုကံကောင်းခဲ့တဲ့မောင်ပစင်းလေးတွေပဲလို့ဒီလိုဆရာတော်ကြီးတွေမိန့်နာကြားဘူးတယ်ဒီတော့ဆရာတော်ကြီးကဘာကိုကြည့်ပြီးတော့မိန့်တယ်လဲဆိုတော့စည်စိမ်ဥစ္စာဒနာတွေပိုးကျွယ်ဝပါပြီအဲ့ဒီစည်စိမ်ဥစ္စာဒနာတွေကိုကိုက သုံးဆောင်လူစိတ်ခံစားလူစိတ်ရှိမှသာလေရင်တဲ့ ရှိရှိဘဝတုန်းကလူတန်းခဲ့တဲ့အလူဒါနာကဥပ္ပစေဒနာမုံစစေဒနာ အပရစေဒနာဆိုတဲ့စေဒနာသုံးတန်လုံးညီညွတ်တယ်လို့ယူဆတယ်ပေါ့ဒါကြောင့်အခုဒီပြီးတော့ကြည့်နေတဲ့ပုဂ္ဂိုလ်လည်းပဲမိမိတို့အလူဒါနာတွေပြုတဲ့အခါမှာဥပ္ပစေဒနာမုံစစေဒနာအပရစေဒနာဆိုတဲ့စေဒနာသုံးတန်ထဲမှာနောက်ဆုံးဖြစ်တဲ့အပရစေဒနာလည်းပြည့်ပြန်တတ်တာဖြစ်အောင်မိမိတို့အလူဒါနာကို ်ပြုကြပါလှူဒန်းကြပါလို့ဦးစင်ကနေတိုက်တွန်းခြင်းပါတယ်။